နွေဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့တောတာရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကစိတ်ရောကိုယ်ပါတမ်းမာတမ်းချကြပါသည်ခင်ဗျာအခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့ကျေတာယာဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာကျေတာယာ သူသည်ပြိုင်မြင်းပြိုလေးတစ်ခုလိုတဆုံပေါက်ပြီးတေးလာတတ်သည်သူ့ရင်ဘက်ကနင်းကြီးမြင့်ကြီးဖြစ်နေ၏ထို့နောက်သူတိကျနေတာတွေကိုဒရက်ဆက်မီးလီတော်သည်မိကုံးဆိုတော့လေများစုမှာအဖြေတွဲလျက်ပါပြီးသားဖြစ်၏ဒီကိစ္စနဲ့ပတ်သက်ပြီးဒီလိုထင်နေဟုတ်သလားဆိုတာမျိုးကျွန်တော်ကဟုတ်ပါတယ်ဟုအတီးပြူပေးုံသာရှိထိုခါကျနဲ့သွားဟန်ဖြစ်ပြုံးစစ်စီလုပ်ပြီးလက်ကနေပြေးထွက်သွားလေ တခါတလေသူပြောသည်ကိုသဘောမတူလို့ငင်းချက်ထုံမိသောအခါစိတ်ကောက်သွားသောကလေးငယ်တယောက်တို့မှုန်တတီပေးဆောင်ဆောင်ကြည့်နေပြီးမှခြားကနေလက်ထွက်သွားတတ်သည်တချို့မိကုန်းတွေကြတော့တခါမှမကြားဘူးသောထူးထူးဆန်းဆန်းတွေကြောင်တောင်တောင်နိုင်ငံလိုလဲပြောနိုင်သည်ပေါပေါရှာရှာတတိတသက်လျှောက်သွေးလေးရှိသောကျွန်တော်လိုကောင်းမှုတော်မစင်းစားမိသောကိစ္စပဲထို့ကြောင့်ချက်ချင်းမပြေနိုင်သေးဘူးဆိုပြီးနောက်ရက်ကိုချိန်ရသည်သူမေးထားတာကိုစစ်စစ်ဆက်ဆက်သုံးသက်ကြည့်လိုက်တော့ ကျွန်တော်ကိုယ်တိုင်လည်းသိကျင်နေသောမိဂုံမျိုးဖြစ်နေကြောင်းတွေ့ရှိလာရတတ်ပြန်လေသည်။နောက်တစ်နေ့ကျတော့ကျွန်တော်ညံမီတလောက်အဖြေထုတ်ပေးလိုက်သည်။သူတိတ်ကျင်တဲ့ပုံမရ။ဒါဖြင့်ခမရလည်းဘလို့ထင်လို့လဲဟုပြန်ပြီးတော့သူ့အမြင်ကိုပြောသည်။သူ့ဟာသူလည်းတိတ်ပဝင်ကြဟန်မတူ။တခါတည်းရံမှာတော့အဖြေချင်းစန့်ကျင်ဘက်ဖြစ်ပြီးမိလို့မရသည့်ရက်ပေါင်းများစွာ ရောနေတတ်ပြန်သည်။မိတလောက်ရှိတော့မှအလင်းအငိုက်မှာရုတ်တရက်ပေါ်လာပြီးသူစဉ်းစားထားသောအဖြေကိုပြောပြသည်။ ကျွန်တော်ပြန်မငင်းနိုင်ခင်မှာပဲအနိုင်နဲ့ပိုင်းပြီးလစ်ခနဲထွက်ပြေးသွားလေသည်ထို့နောက်လာပေါင်းအတော်ကြအောင်သူနှင့်မတွေ့ပြပဲရှိခဲ့သည် နောက်တော့သူစာရီပြန်ရင်းနေကြောင်းသိရ၏ရင်ကလောင်မြီဖေဖုံးလူမဟုတ်တော့တာယာမင်းဝေဖြစ်သွားပြီတရက်မှာမူလတရဖူမဂဇင်းကိုဦးစီးတီးဖြတ်နေသောဆရာမောင်မြင့်မြတ်နေဆုံးသည်ဆရာကမေးသည်တာယာမင်းဝေဆိုတာသိလားသိတာပေါ့ဟိုရပေကက်ကက်နေလေ အမေငင်းရမယ်ပြောရည်ရှိသေးဒီကောင်ကပူဆိုးတယ်ဗျအေးလေငါတို့ငငယ်ကလည်းဒီလိုပါပဲဒါနဲ့သူ့စာရီမင်းဖတ်ဖူးသလားကြပြားရီတော့ဖတ်ဖူးတယ်ဒီကောင်တော်တယ်ကွာသူ့မှာဖြစ်အောင်တင်မယ်ချွန်ချွန်ထက်ထက်ကလောင်တက်တဲ့ချောင်းကိုတွဲလိုက်ရတော့အခါဝမ်တာအာရဖြစ်သွားတတ်သောအက်ဒီတာတယောက်လေးတန်းချစ်ပြောသည်ဆရာမောင်မြင့်မြတ်ဆိုတာမြန်မာစာပေလောကတွင်အအောင်မြင်ဆုံးနံပါတ်1ဖြစ်ခဲ့သော ရှုမဝမဂဇင်းကြီးကိုတာဝန်ခံအက်ဒီတာအဖြစ်နှစ်ပေါင်းများစွာကင်တွင်လာခဲ့သူဖြစ်၏သူစင်တင်ပေးငယ်၍နမကြီးစာရေးဆရာဖြစ်လာသူတွေအများအများရှိသည်ကျွန်တော်တို့တုန်းကဆိုလျင်မဆိုးဘူးဟုမှတ်ချက်ပေးခံရတာလောက်ကိုပင်စာပေစုရတဲ့လောက်ဝမ်းသာကျင်းတတ်ခဲ့ရတာဆရာနှုတ်ကတော်တယ်ဟုထုတ်ပြောခံရခြင်းမှာနည်းနည်းရရမဟုတ်မကြခင်မှာပင်ပြရဖူစာပေကြတဲ့အပါဝင်မဂဇင်းများတွင်သူဝိတ္ထုကပြအစေးတွေ စက်တိုက်ပါဝင်လာသည်အာလူးစားသူများဝိထုတို့ဖြင့်ဖြူးမိတ်ဆွေများစာချီအသိစာပေစုကိုရရှိသည်ပန်းခစ်ကလာမဲလုံးချင်းဝိထုထွက်လာသည်သူသည်တနည်းတွင်းမှာပင်ထိတ်ဆုံးသို့ထိုးထွက်လာသည် စာပေနေထဲမှာအချင်းတူတူအတွင်းခုလိုဖြစ်လာဖို့မလွယ်လအထူးသဖြင့်အနုပညာအပိုင်းမှာရောဈေးကွက်အရပါတပြိုင်နှင်းအောင်မြင်ဖြစ်ထွန်းဖို့လွန်ခတ်သည်ဒါမျိုးကစိုးရင်စရာလဲကောင်းသည်အနုပညာလောကမှာ ဇိုဒီယက်ဟုံးကနေထထောက်ပြီးတိတ်မကြခင်မှာဟုတ်ကနေတန်ငင်းသွားတော်မျိုးဖြစ်တတ်၏မိမိမို့မျိုးမျိုးရှိသည်ဖျောင်းနိုင်မိကိုမှုတ်လိုက်သလိုချက်ချင်းငင်းသွားတာဖွဲမိလိုတမွင့်ငွေတဖြည်းဖြည်းငင်းသွားတာသူကတော့တန်းငွေကိုပောက်ကွဲသလို ဟုံးကနေငင်းသွားခြင်းသာဖြစ်လေ၏နှကန်းကိုတင်းတင်းစီပြီးပြုံးတုံတုံလုံးနေပြီဆိုရင်သူလူချင်းတာတစ်ခုခုရရှိထားလို့ဖြစ်ကြောင်းသိနိုင်သည်တရက်မှာတော့သူဒီကျွန်ုပ်စီတို့ ထိုးပြုံးမျိုးနဲ့ရောက်ရှိလာ၏တယောက်သေးတော့မဟုတ်ကောင်မလေးတယောက်လည်းပါလာသည်ကောင်မလေးကဖြူဖြူသွေသွေချောချောလေးမျက်နာကကြောင်ပုတ်စာလေးနဲ့တူသည်အတန်ကလည်းကြောင်လေးတကောင်လိုပါပဲတန်ရမင်းဝေကသူကမနော်ဟရီတဲ့ဟုတ်ပပွင့်တပွင့်ရည်ရင်မိတ်ဆက်ပေးသည် သူ့ရည်တန်းကထိုးကြသည်ဟဲဟဲဟုအတန်မထွက်ပဲဟင်းဟင်းဟုမြည်တတ်၏ထို့နောက်ကောင်မလေး၏အိတ်ကို ိုင်စိုးပိုင်လင်းဆိုင်ယူလိုက်ပြီးမှတ်စုဆောင်လေးတို့ကိုဇွဲထုတ်သည်ကျွန်တော်ကိုကမ်းပီးပြီးတခုခုရေးပေးလိုက်ပါ ဟုပြောသည်အော်တိုဆောင်ထဲမှာတမားတွေရေးထားတာဆောက်လန်ဖတ်ကြည့်ပြီးတနားတွင်ကြံပြတော်လေးတစ်ပုတ်ရေးပြီး အောက်မှာတာယာမင်းဝေဟုလက်မှတ်ထိုးထားတာတွေ့ရ၏ပြီးမှစာတမျက်နှာလွတ်နေသည်ကျွန်တော်ကတစ်ဖက်စာမျက်နှာစီမြားထိုးညွန်ပြပြီးအဲ့ဒီအတိုင်းပဲဟု ရေးပေးလိုက်သည်။ကာယံကျန်ရှင်ဖြစ်သော မနောဟရီကဖတ်ကြည့်ပြီးရင်မောနေပါလျက်သူကတော့နှကန်းဆူလိုက်ပြီးပေါင်းကောင်းလည်းရေးမပေးဘူး။ဟုတ်။မကြင်မနဲ့လေးတန်းဖြစ်ပြောလေ။နောက်လာနေငယ်ကြတော့အခါသူတို့နှစ်ယောက်ရောက်လာပြန်သည်။မင်္ဂလာဆောင်ဖိတ်စာလာပေးခြင်းဖြစ်၏။ဖိတ်စာထဲမှာမင်္ဂလာဆောင်ကျင်းပမဲ့အင်္ဂလိပ်စာမြေပေါ်အညွန့်ပါလေ။ဆိုသဖြင့်အသေးစိတ်မမေးတော့ပဲအမတ်တမဲ့နေလိုက်မိသည်။ မင်္ဂလာဆောင်နေ့ရောက်၍လိမ့်စာကိုကြည့်တော့ဘင်းနောင်လမ်းသွယ်ဆိုလားတစ်လမ်းဆိုလားဟုရေးထားသည်ရေပုံညုံးကိုကြည့်တော့လေပြည့်ပြည့်စုံစုံမပါထုံးစံအတိုင်းရန်ကုန်ဘက်မှလာသောလမ်းကြောင်းတောင်မမြောက်သို့ပြန်မထားဘဲမြောက်မှတောင်သို့သာဦးစားပေးဆွဲထားသည်ဘလို့စိတ်ကူးလဲတော့မသိဘယ်လိုင်းကိုစီးပြီးဘယ်မှတ်တိုင်မှာဆင်းမဆိုတာမျိုးလည်းမပါကျွန်တော်လေကိုယ်စိတ်ကူးနဲ့ကိုလမ်းကြောင်းဆွဲရသည်ဈေးဆိုရင်တော့အကြမ်းမြင်များမှာပဲဆိုပြီး ပြင်းအောင်ဈေးထိသွားလိုက်၏။ဆိုင်လီဆိုင်ကားဆရာတွေကားသမားတွေမေးကြည့်တော့ပြင်းအောင်လမ်းသွယ်လို့တလန်းတို့ဆိုတာတခါမှမကြဘူးပါဟုဆိုသည်။ချောင်းဝနားမှာထင်းနေဟုမရင်မယားပြောတဲ့လူလည်းရှိသည်။ပြင်းအောင်လမ်းဆိုတာက ရှေးကြီးလိပ်စာထဲမှာသဲလွန်စာတစ်ခုပဲတွေ့သည်။မယန်းကုန်းမြို့နယ်။ထို့ကြောင့်ကျွမ်းကျင်နှက်ဆက်သူတို့ကိုမေးမြန်းပြီးပြင်းအောင်လမ်းကြီးမယန်းကုန်းအပိုင်းအတွင်းမှာရှာရသည်။တောင်ပတ်ချမ်းမှာစာပြီး ရောက်ပတ်သူပတ်စကားစီသည်နံပါတ်တိုင်းတစ်ခါလောက်ဆင်းပြီးစုံစမ်းသည်ဘရင်နောက်လန်းနှင့်ထိစပ်နေသောမယန်းကုန်းမြို့နယ်အပိုင်းကတိတ်မရှိ၍တော်တော်သည်ဒါတော်ဟိုးလျှောက်ဒီလျှောက်မေးရတာနဲ့လူကအတော်ထင်နေပြီအင်မာမလည်းစုံစမ်းလို့မရနောက်ဆုံးတော့ဘင်းအောင်တရားထိတ်နာရှိအငှားရင်ဂိတ်တစ်ခုမှလဲလဲဝဲဝဲရှိပုံရသောကားဆရာတယောက်ကိုအကူအညီတောင်းရသည်ဒီလိမ့်ဆောင်ရအောင်ရှာပြီးပို့ပေးပါကြားသလောက်ပေးပါမယ်ကားဆရာက ကျွန်တော်ဒီလမ်းကြောင်းမှာဆွဲနေတာကြာပါပြီဗျာခမလေးစာအမားကြီးထင်ပါတယ်အမားပါဘူးဗျဒီမှာလမ်းကြောင်းမြေပေါ်တော့ပါသေးတာပဲဟမ်မြေပေါ်ကလည်းဘာသဘောနဲ့ဒီလိုဆွဲထားမှမသိဘူးသူ့အိမ်ကိုရှာဖို့ထက်သူ့အိမ်ကနေအပြင်ကိုပြန်ထွက်ဖို့လမ်းကြောင်းထားသလိုဖြစ်နေတယ်ဟုတ်ပြောရင်ပိတ်စာဘောကနာမည်ကိုတွေ့သွားတော့မှဩတာယာမင်းဝေရဲ့မင်္ဂလာဆောင်လားဒါကြောင့်ဟုတ်အမှတ်ချက်ပေးရင်ရီမောနေလေဤ မင်္ဂလာဆောင်ကိုမရောက်ရောက်အောင်သွားမယ်ဆိုသောစိတ်ကူးကိုလက်လျှော့လိုက်ရသည်မင်္ဂလာချင်းကညနေပိုင်းအခုနေတော်ဝင်စပြုပြီ လူကလည်းတော်တော်ပြင်းမှန်းနေပြီတကယ်တော့သူတို့ညွှန်သည့်ဘင်းအောင်လန်းဆိုတာကမြောက်ကလာအဆက်နားမှာကျွန်တော်သွားရှာသည့်နေရာနှင့်ဆို အရှိန်အန်တောက်တခြားစီပဲဘရင်နောင်ဆိုတာကလည်းလူကသာတယောက်သေးလမ်းတွေကအများသားကလားနောက်မှသိကြတာကကျွန်တော်လိုပဲအင်္ဂလိပ်စာရှာမထွေးတဲ့သူ၄-၅၀ယောက်လောက်ရှိတဲ့ တာယာမင်းဝေကအဆောင်ကြွားကြွားနိုင်တယ်ဟုတ်တချို့ကပြောသည်อืมဟုတ်တဲ့တဲ့လောက်လေဟုတ်တာပဲဟုတ်ဝင်ခံရနီကျွန်တော်တို့အချင်းချင်းကြားမှာတော့ခုတလောရှေဖုန်းတကောင်ကြွားဆောင်းဆောင်းဖြစ်နေတယ်ကြီးပြောထောင်းဟုတ်တခါတခါတတိပေးခံရတတ်သည်ထိုအခါမျိုးတွင်ကျွန်တော်ကမန်ယူဘလုံးသင်းရဘရိုနီတို့စီရိုနက်ဒိုတို့လိုပေါ့ဗျာဟုတ်ကပြောပြောပြရ၏သူကလည်းသူပဲ ဝိထုရီကဗျာရီသာမက စာပေသဘောတရားစောင်းမားတွေလည်းရေးသည်ဝေဖန်ရေးလည်းလုပ်သည်သဘောတရားမတိုက်ဆိုင်သူတွေနှင့်ပဲတိုက်ပွဲဆင်သည် သူကငင်းလဲတန်သည်သူတို့ဤ modern post modern ဆိုတော်တွေကလည်းတယောက်ထင်းနေတောင်ကိုယ့်ဘသာကို ပြန်နှင်းရတတ်တာမျိုးပဲကိုသူသဘောကျတဲ့စာရင်းထဲမှာပါတယ်ဆိုတော့ကျွန်တော်ကတော့အလွတ်ပေးသည်မဟုတ်ကျွန်တော်ဝိထုတွေကသူမကြိုက်တဲ့အချက်တွေကိုထောက်ပြပြီးဒီလိုမရေးသင့်ဘူးဟိုလိုရေးရမှာ စသဖြင့်ဝေဖန်ရင်းဆရာလှုပ်ထင်သေးသည်ထို့အခါခမရတော့အတက်ကျူးနေပြီဟုကျွန်တော်ကတာတာနဲ့နန္နာ ပြန်နှက်ရသည်ခုလိုစစ်စစ်ဆက်ဆက်ဖတ်တဲ့ဆိုကလေးကကျွန်တော်စာရီအပေါ်မှာသူအလေးနဲ့ထားကြောင်းတော့သိတာပါလိသူစာဖတ်အားကလည်းလန့်เสียရကောင်းသည်တချို့တွေလိုကိုတန်ရတန်ရရွေးဖတ်တာမျိုးမဟုတ်အเจ้าရမျိုးစုံဘာသာရဲ့ဘောင်းစုံကိုမှွေနောက်ဖတ်ထားခဲ့တာတဲရော့ကနဲ့ဘေဒင်ဟော်နီဆောက်ကို င်္ဂလိပ်ဘာသာဖြင့်ဖတ်ပြီးမြန်မာလိုပြန်ရှင်းပြနိုင်သည်အဂရိတ်ကျမ်းတွင်တိုက်စာပေါင်းချုပ်စာအုပ်တွေကိုဖတ်ခဲ့သေးသလားမသိကမ္ဘာနှင့်မြန်မာကဏ္ဍဝင်စာကြီးပေကြီးတွေအလောက်လေးလာဖတ်ရှုခဲ့ပြီးပြီလေမဟာလေးကျိုးကြီးတွေဇဒုတွေတေးတက်တွေ အနပုတ်အာကုန်ဆောင်ထားခဲ့တယ်လေသူမရှိတော့သဖြင့်တက်တည်မပြနိုင်တော့ပါတကယ်တော့သူဒီ post modern သမားတက်တက်မဟုတ်သူကဝါဒတစ်ခုခုကြီးလောင်းရဲအောင်မှာခလုံးနေခြင်းသူမဟုတ် ကိုပိုင်အတွင်းမြင်ယူဆတစ်ခုကိုတိဆောက်လိုသူသာဖြစ်၏တခုခုကိုများ သူတွေ့သွားသေးသလားဒါကြောင့်ပဲသူ့ဝတိအတိုင်းအနိုင်နဲ့ပိုင်ပြီးထွက်သွားခဲ့တာလားဒါမှမဟုတ်တိုင်းဇလန်းတွဲတွေစုံနောက်ဇကားတွေစပိုင်ဝိထုတွေထဲမှာကြားရဖက်ရလိရှိသောဇကားတခုကိုသွန်းသတိရမိ၏မင်းတီတာတိတ်များနေပြီစနီးမောင်နှံဆိုဒီမှာတဘောရချင်းအမြဲတမ်းတထက်ထဲကြာနေတာမဟုတ် နှစ်ယောက်စလုံးကရုပ်ရည်ချုံးမောနှပ်ပကြ၍စိတ်ချင်းလင်းအကြိုက်နေကြလိမ့်မည်ပြောလို့မရတချိန်မဟုတ်တချိန်တော့မိစရာလေးတွေရှိကြမှာပဲတခါမဟုတ်တခါတော့သဲကြီးမခံနိုင်ပဲကတော့ကစားဖြစ်ကြတာတမတ်တာပါပဲသူတို့လင်မယာစိတ်ကောက်ကြပြီဆိုလျင်ကျွန်တော်တယ်လီဖုန်းအကြကြီးပြောရလေရှိနှစ်ယောက်စလုံးအပေါ်မှာတန်ရုံးစင်ရှိသောကြောင့်ကျွန်တော်ဘသူကမှဖတ်မလိုက်ချောချောမမောပြောလျင်လဲရောက်တဲ့တက်ကြသဖြင့်တယောက်ကလည်းမိမောင်းအောင်နိုင်ကျင့်နေ တယောက်ကလည်းစွာချေချင်နဲ့နှစ်ယောက်စလုံးအချိုးကိုမပြေဘူးဟုတ်ရင်ဦးအောင်ငေါက်ပြစ်လိုက်ရသည်တခါတခါတော့စိတ်ပပောက်ရှိသဖြင့်ဒီမှာဒါတကယ်လက်တွေ့ပွားဗျဝတ္ထုရင်းနေတာမဟုတ်ဘူးကိုကြိုက်တယ်လို့ဇလန်းစင်ကိုလိုချင်တယ်လို့ဇက်ကွက်ချလို့ရတာမဟုတ်ဘူးဝတ္ထုရေးတဲ့အခါမှာတော့တခါတလေကြရင်ဇက်ကောင်တွေကကို့ကိုပြန်ပြီးအာခံလာမျိုးကြုံရသေးတာပဲဟုတ်ပြောမိ၏တကယ်တော့ကံကြမ္မာဆိုတာ လောကမှာအတော်ဆုံး postmodern ဆရာကြီးတစ်စုဖြစ်ကြောင်းကျွန်တော်တို့မယိမ့်မိခဲ့ကြရှင့်မှုမသေးကြခြင်းအကြောင်းကိုသူ့လောက်ကျွမ်းသည်သူဘယ်မှာရှိပါမလဲဘုဒ္ဓဆင်းတဲ့အင်းဒီတော့ညာဥပိုင်းတစ်ခုမှာတယ်လီဖုန်းလာပြီငါတို့စာပေမှာဆမ်းမွန်အောင်ဆက်ချင်းဖြစ်ကိုရှေဖုန်းဆုံးပြီသူ့အတန်းကတိမ်ဝင်နေသည် သူစကားကိုသူ့ဘာသာလဲစိတ်ချရမတူနောက်တစ်ချိန်ထပ်ပြောသည်ကျွန်တော်ရုတ်တရက်တုံးလို့ချောက်ထားတော့မှန်တော့လဲ တန်တော်တော်မဖြစ်မိဒီအကြောင်းကိုစောစောကလေးကကြိုတင်သိညစ်ခဲ့ပြီးသားဟုထင်နေမိတာထူးဆန်းသည်ပြီးမှတခုသွားတတိယဤလုံမသောရန်နှင်းငယ်ကတာယာမင်းဝင်နဲ့ကျွန်တော်တယ်လီဖုန်းပြောပြသည် သူသည်ကျွန်တော်ပြောသမျှကိုခါတိုင်းလိုစောနှခမတက်ဖဲဟုတ်ကဲ့ဟုတ်ကဲ့ဟုရိုသေလေးစားစွာတုံ့ပြန်သည်ဒီကောင်ထူးထူးဆန်းဆန်းအတော်ပိုးချိုးနေပါလားဟုတ်ထင်မိသည်တပြိုင်နက်ထင်းပါပဲ ခုပြောနေတာ तू မဟုတ်တယ်လို့တမျိုးကြီးခံစားရသည်အမှန်တော့ तू ဒီကျွန်ုပ်ကိုနောက်ဆုံးနှုတ်ဆက်စကားပြောနေခဲ့ခြင်းပင်ဖြစ်လေသည်တယ်လီဖုန်းမီလာပြန်သည်ကျွန်တော်အကြည့်တော့ပါဟုတ်တစ်ဖက်ကပြောသည်ကျွန်တော်ကခမရလည်းတီးပြီးပြီပေါ့ဟုတ်ကဲ့အဲ့ဒါကျွန်တော်ဘာလို့ရအောင်လဲခမရရင်ဥအောင်ပြီးတော့ကျွန်တော်ကဘလို့ချေးရမလဲကျွန်တော်ဘာလို့လို့လို့အောင်မသိဘူးကို ထိုင်ရမလို့ထားရမလို့အိမ်မှာလည်းနေလို့မရဘူးဒါကြောင့်လမ်းပေါ်မှာရှောက်သွားနေမိတယ်ဟာဒီလောက်မိုးအိမ်နေတဲ့အချိန်လမ်းပေါ်မှာရှောက်သွားနေတယ်ဟာလားသူတို့မှာလူနေနေရတဲ့ကြားတယ်ခမည်းကလိုက်သွားကျင်နေလို့လားကျွန်တော်တယောက်ယောက်ကိုတခုခုပြောကျင်နေတော့မှာသူဖုံးကကွက်တီဝင်လာခြင်းဖြစ်ရည်သူကလေဒါမျိုးပြောခံကျင်တော့ကြောင့်တမင်တကာဆက်ချင်းဖြစ်လိမ့်မည်ထို့ကြောင့်ဟုတ်ကဲ့ကျွန်တော်အခုပဲအိမ်ပြန်လာတော့မယ်ကိုဟုတ် ပြန်ပြောတယ်ဒါနဲ့ခမရအခုဘယ်ရောက်နေရလဲဟုတ်မေးလိုက်တော့အခုအိမ်ရှိမှာကျွန်တော်ဖုန်းချပြီးအိမ်ပေါ်မှာဆင်းလीခြံဝင်းအဝကိုသွားတယ်မုံမုံလေးကြာဆင်းနေသောလမ်းပေါ်မှာရှင်းနေတယ်သူတယောက်မှမရှိခက်လန်းလန်းကိုကြည့်လိုက်တော့စိုက်ကားတစ်စင်းကိုမြင်တယ်ကျွန်တော်ဘက်ကိုကြောပေးပြီးသွားနေတယ်ခီးတဲ့တယောက်ပါတယ်အဲ့ဒါကြည်တော်ပဲလားစောစောကဖုန်းထဲမှာသူပြောတာတကယ်ပဲလား အကိုအိမ်ရှိမှလို့ပြောတာလားအကိုအိမ်ရှိတော့ရောက်ခတ်သေးတယ်လို့ပြောတာလားမသိကြကျင်းသေးတာတစ်ခုကတော့နောက်ထပ်ဒူဘယ်နှစ်ယောက်လောက်ကဘယ်နှခါလောက်ဖုံးဆက်အကြောင်းကြားသည်ဖြစ်စီအဖြေကပြောင်းလဲမှာမဟုတ်ပြီးတော့တာယာမင်းဝေဆိုတာကလည်းတစ်ခါတက်ပို့ပြီးအသေးခံမှာမဟုတ်သူဒီလဲလျောင်းနေရင်ကနှကန်းကို တင်းတင်းစေထားသည်တခုတ်ခုအလိုမကျလို့နှကန်းဆူထားတာလားသူလိုချင်တာကိုရလိုက်လို့ပြုံးစစ်စီတုံးနေတာလားဝေခွဲမရဘူး သူနောက်ဆုံးခီးသည်စီကားလှသည် သူတငယ်ချင်းတွေလုတ်ဖို့ကင်မတ်တွေစာပေလောကသားတွေပရိသတ်တွေအစုံလင်ရောက်ရှိလာကြသည်ဒီထဲမှာ modern post modern သမားတွေလည်းပါသည်ဂန်နဝင်တွေရှေးရိုးဆွဲတွေတရုတ်မှန်တွေတရုတ်ဖော်တွေမတူကွဲပြားသောအယောင်သွင်းမျိုးစုံပါဝင်သည်တို့ရတွင် ဝန်ဉချင်းဆိုဒီမှာယူဝါဒတစ်ခုမဟုတ် ကျွန်တော်ကတော့ထိုမြင်ကွင်းကိုကဘာပေါ်မှာချိတ်ကွဲเสียအကောင်းဆုံး အလှပဆုံးအမှုပညာအမြောက်ဆုံး performance ပြောက်ွက်တစ်ခုဟုထင်မြင်နေမိသည်ဒီစာကိုရေး၍ပြီးတော့ညတကောင်ကြုံနေပြီကျွန်တော်ဒီပတင်းပေါက်မှာသွားရပြီးကောင်းကင်ကိုမော့ကြည့်လိုက်သည်ဒီညအကြမှာ cherry ကလည်းများလိုက်တာတိတိကျကျသိရှိပြီးဖြစ်ပါလျက်ခုနှစ်စင်ကျေကိုတလုံးချင်းရေတွက်ကြည့်နေမိပြန်လေ၏၈ရက်၃လ၂၀၁၈ခုနှစ် ခုဆက်လက်ပြီးဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့ကိုမင်းလူကောင်းမှကောင်းဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခင်ဗျာ။ကိုမင်းလူကောင်းမှကောင်းကျွန်တော်တို့ငငယ်ကစာချက်လေးအတူကောင်းမှတ်လို့ရှိဒီနေ့ကလုံးဝပြည့်ပြည့်စုံတာမဟုတ်တော့လဲအလုပ်ဖြစ်သည်။စာမီးပွဲမှာအောင်မက်ရယုံတော့ကောင်းကောင်းအထောက်ကူပေးနိုင်သည်။ဆယ်နှန်းဇီဝပိဒါဘာသာတွေက ။တရှိနဲ့တမဲဌာနချက်စတဲ့ချက်ဆိုလျင်ထိတ်ဆုံးစလုံးတွေမှတ်ထားတာခုချိန်ထိအလွတ်ရနေသေးသည်။ဒါကျွန်တော်ထင်ထားတော့နေတော့မဟုတ်။အမေကဇက်တော်ကြီးဆယ်ဘက်ကိုသေးစားသူ့နေမှဘူဆန္ဒဝိဝေဟု၍အတုံမရကြောင်းပြောပြတာကိုအတုယူထားခြင်းဖြစ်၏။ကျွန်တော်တို့မြမစာဆီယမက90တန်နှင့်ပတ်သက်သောနေ့နံများကိုမဆက်တက်လီတဲဥကျွေးဟု၍မှတ်သားရန်တင် जा ပေးမှုသည်။သူတို့ကလည်းရှေးလူကြီးတွေကတဆင့်မြမကျိုးရအတုကောက်မှန်ကြီးတွေ တိခဲ့ရခြင်းဖြစ်၏အပြည်ပြည်ဆိုင်ရာမှာလည်းဒီနိုနီးတွေတုံးကြတာပါပဲ USA UNHCR ICRC စသည်ဖြင့်စလုံးမောက်တန်ထွက်လို့ရလင်ထွက်သည် UNICEF NASA ASEAN ကျွန်တော်ကယူပဗေဒဘာသာရက်မှာတက်တက်ရောင်ခုနှစ်မျိုးကိုဖေဂျောဟုမှတ်ရသည်ခရမ်းမဲနေပြအပြာစိန်အဝါလိန်မော်အနီခေဦးတော့မှဆိုရင်ဂျီမဲဂျီတော့တို့နဲ့ဆက်သွင်းရမှာ ဈေးကြီးနေသေးတာကတကြောင်းအချိန်ကုန်တက်တာစီရန်တကြောင်းအတူကောက်စလုံးတွေတီထွင်ကြရသည် Are you okay မြန်မာနိုင်ငံမှာအဖွဲ့အစည်းနဲ့ပတ်သက်ပြီးအတူကောက်စလုံးသုံးတာအင်္ဂလိပ်အစိုးရလက်ထက်ကစတင်ခဲ့ပုံရသည်မြန်မာနိုင်ငံ၏အတွက်ဥပပေဥပုဥထုံးရှိန်တို့သည် အင်္ဂလန်သို့တွားရောက်ရေးဆိုခဲ့ကြသည် ထိုအဖွဲ့ကိုဘေးပုရှိန်ဟုခေါ်သည်တူတာတင်းဆိုတာလည်းရှိသည် ထို့နောက်ဖာစာပလာ ပမညတဘတလဆလလတတစသည်တို့ပေါ်ပေါက်လာသည်ဆက်လက်၍ကလတဖပပကကဆလနမခလပခစသည်တို့ဖြင့်သုံးနှုံးကြသည် နောက်ပိုင်းတွင်တချို့ဌာနတွေကအက္ခရာကြီးတသက်မဟုတ်တော့ဘဲသက်ဆိုင်ရာလုပ်ငန်းအမျိုးအမည်အထူးကောက်စလုံးတွေကိုတွဲဆက်သုံးကြသည်လင်ယာနှင့်ဆင်မြောင်းကိုလဲဆဲပြန်ကြားရင်းနှင့်ပြည်သူဆက်ဆံရေးကို ပြန်ဆက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ထွေအုပ် အလားတူလုံထင်းတက်ကျုပ်ပြီးခိုင်ကျိုးဒီကျုပ်နိုင်ကျင်းစသောအခေါ်အော်တွေခုထိသုံးနေကြသေးသည်တကယ်တော့အတိုးကောင်မှန်းနီးများကိုစေးရခင်ကတည်းကမြန်မာတို့တည်ထွင်ခဲ့ကြပြီးဖြစ်နေနဲ့တင်းကနန်းနဲ့အခေယာများကိုဆက်ဆက်ထားသည်တနင်္ဂနွေ1တနင်္လာ2အင်္ဂါ3ဗုဒ္ဓဟူး4ကြတာပရိ9တောက်ကြ6စနေ9ရာဟု8တပတ်မှာ9ရက်ပဲရှိတာကြောင့် ။ဘာကြောင့်ယာဟုကပါလာရသလဲဟု မေးစရာရှိသည်။ဖျားတည်တဲ့အခါအရက်ရှိမျက်နှာနဲ့ချိန်ကြိုက်ပြီးတောင်းရှိတောင်းထားရတော့ကြောင့်ဖြင့်ဟန်တို့သည်။တို့ကြောင့်ဗုဒ္ဓဘူးကိုနှစ်ပိုင်းခွဲပြီးညနေပိုင်းကိုယာဟုဟုတတ်မှတ်သည်။ဖျားစီသည်များရှိဂျိုတိုင်းများတွင်တင့်တွင်နှစ်လာသုံးကစသည်ဖြင့်အတူကောက်သင်္ကေတပြုထားတာကိုလည်းတွေ့နိုင်သည်။မြမဘီးများကိုနိမ့်နယ်အလိုက် အုပ်စုတွေခွဲခြားတတ်မှတ်သည်။တနင်္ဂနွေကိုကိုစားပြုသောဘီးက ကနန်းအဖြစ်တက်အိမ်ဥအေအောတို့လည်းပါသည်တနင်္လာဆိုရင် ကခကကငနှစ်ထို့ကြောင့်အကရာစလုံးကိုကိန်းကနန်းနှင့်ဖလဲယူလို့ရသည်ဒီလိုနည်းဖြင့်ခုနှစ်သက်ကြွေများအလေးချိန်များအရေးတွများကိုမှတ်သားသောဓလိရှိသည်ဥပမာအုတ်ချစ်ကျော်အေးမန္တလေးဆိုတာမန္တလေးမြို့တော်ကြီးကိုမင်းတို့မင်းကြီးတည်ခဲ့သောခုနှစ်ကောဇာတက္ကရာ1221ခုကို မှတ်သားထားခြင်းဖြစ်အောင်ကျော်ချမ်းအေးမန္တလေးဆိုသောမူပွဲလည်းရှိသည်မင်းဖြူမှန်မှန်ပြောဆိုတာကတော့မင်းကုန်းခေါင်းလုံးကြီးကိုသွန်းလို့ရမှာ ကုန်ကြခဲ့သောကျေးပိတ်တာချင်း9555ကို ဆိုလိုသည်အလောင်းဖျားကဂုံးပေါင်မင်းဆက်ကိုစတင်တီထောင်သောခုနှစ်ကိုအော်အော်အော်မီဂုံးပေါင်တီကောဇာတက်ကြက်1115ဟုမှတ်သားသည်တချို့ကြတော့မှတ်ရလွယ်အောင်ဆိုပြီး လင်္ကာလိုတန်ပေါက်လိုရေးကြသည်ရွှေဆိုလိုကောင်းတော်လဲအတိဘေကောက်လွဲကုန်ကြသည်လဲဝေရိုးတန်တညဉဏ်ပကံဖျားပေါင်းဟု ဆိုရမှာလဲဝေရိုးတန်ကိုသာယူပြီးပကံမှာဖျားစီရီပေါင်း4486စုရှိခဲ့ကြောင်းမှတ်ရမည်ဖြစ်၏ဒါကိုတချို့ကတညဉဏ်ကိုပါထဲပေါင်းပြီးဖျားအစုပေါင်းတန်းနဲ့ချီရှိခဲ့တဲ့အောင်ခြေကားပြောကြသည် ပကံမှာရှိခဲ့သောအိုးရည်ရည်တို့နှင့်ပတ်သက်ပြီးကိုကိုရန်ပကံအင်ဂျီပေါင်းဟုအဆိုရှိသည် တချို့ကကိုကိုရန်ဆိုတာကိုဒါကိုဒါကိုလုံးကိုပြောတာဟုအကောက်ယူလွဲသည်ထို့ကရှိတ်ကပကံပြီမှာအင်ဂျီတန်းတထောင်တိမ်မဲရော့ရှိသလိုဖြစ်နေ၏တန်းအိမ်မှာလူ၃ယောက်ပဲထားပကံမှာလူဦးရေတန်းပေါင်း၃000ရှိသလိုဖြစ်နေ၏ထိုခေတ်ထိုကာကတကဘာလုံးပေါင်းနေတော့ဒီလောက်လူဦးရေမရှိသေးရုပ်တိမဲလုံးနေ၏ဒီနည်းမှာပြဿနာတစ်ခုတော့ရှိသည်တနင်္ဂနွေမှာစနေအထိမြို့ခုနှစ်နေ့မှာရာဟုပါပေါင်းမှာ ရှစ်ထိပဲရသည်ထို့ကြောင့်၉နှစ်၃ရအတွက်ကိုစားပြုစရာဘီးအခရာမရှိတချို့ကတော့၉နှစ်၃ရကိုစနေတဲ့ထည့်သည်ဒါဆိုရင်လဲ၈၈၉ဘယ်ဟာရွေးရမယ်မသိပဲဖြစ်သွားနိုင်သည်ခုလိုအားနည်းချက်ကလေးရှိနေတာကလွဲလျင်မြမရွေးရနီးလမ်းမှာဖေးစားထိုက်တော့တည်ထွင်မှုတစ်ခုဖြစ်သည်ဟုဆိုရပါမည်ဆရာအောင်ပြည့်သည်ဒီလိုနီးလမ်းတွေသုံးပြီးတယ်လီဖုန်းနံပါတ်တွေမှတ်လေးရှိသည်တခါက ဖုန်းနံပါတ်တစ်ခုပြည့်ကျင်တော့ကြောင့်သူ့ကိုမေးသောအခါနေုံးကငါမထားတာကမိုးအခါနေဘူးဆိုတော့ငါတနစ်ခွန်လားပေါ့ကွာခုဖြေသည်သူနည်းကိုသဘောကျပြီးအတူယူမိ၏အရင်ဆုံးကို့အိမ်ဖုန်းနံပါတ်ကိုစဉ်းစားကြည့်သည်ငါးငါးတုံညတစ်သုံးဆိုတော့ဟုတ်ပြီမမဝါအောင်စားဝါဆိုတာကတုံညကိုဆိုလိုသည် အဖေ့အိမ်ဖုန်းနံပါတ်က3 2 4 8 စိတ်ချလက်ချယုံကျွန်တော်ဇက်ကောင်လေးဖြစ်တငယ်ချင်းလေးဖြစ်သူစိန်ချောင်းဒီစီးပွားရေးသမားဖြစ်ဤဆိုရှယ်လင့်ခင်မှာသူတို့အနေဖြင့်တခါတည်းရလူမသိအောင်လှုပ်ဝက်လှုပ်ရတဲ့အခါတွေရှိသည်ထို့ကြောင့်သူဖုန်းနံပါတ်ကိုမသိအောင်လုပ်ကြဖို့မှတ်သည်ထိုစဉ်ကတယ်လီဖုန်းများမှာကနန်း၅လုံးသာရှိတခါတော့ကျွန်တော်တို့ကိုကိုွယ်တော့အောင်ရမြေကျောင်းလိုက်ဆရာတော်ဗဒ္ဒနာဝရလင်္ကာယတလောင်မီရှင်ရာဟုလာဖုန်းဆက်သည် ငါเจ้ามาโทรศัพท์ยาบีกว่าနံပါတ်မှတ်ထားဆိုပြီးပြောပြသည်ဆရာတော်ဖုန်းနံပါတ်ကိုဘာသာရင်းနဲ့ဆိုင်သောအเจ้าညာတစ်ခုခုနဲ့တွဲမက်လျင်ပိုကောင်းပြီဟုတွေးမိသည်ဘလို့မရကောင်းမလဲထိုချိန်တွင်အနည်းရှိဖုန်းတစ်ကြောင်းတစ်ကြောင်းမှပထန်းရွတ်ဆိုတန်ပြန့်လွင့်လာသည်ဟုတ်ပြီဆရာတော်ဖုန်းနံပါတ်က9ခုနဲ့စသည်9ခုပထန်းပြီးတော့ပထန်းဆိုတာ9ရက်9ရက်စသည်ဖြင့်စက်တက်ရွရတာ ရပြီပထမ်းညစဉ်ရွတ်တယ်အဲ့ဒီလားခမညာခုလောက်ဆိုအလဲမန်းကြံတဲ့တိုက်တယ်လီဖုန်းနံပါတ်ကိုဘယ်လိုမှတ်ရကောင်းမလဲဟုဆရာအနေဖြင့်စဉ်းစားကောင်းစဉ်းစားနေမိပါလိမ့်မည်လွှဲပါသည်ဒီစာမူကောင်းစဉ်တိုင်းသာမှတ်ထားလိုက်ပါပြီရွှေမြူတီအလင်းနံဖုန်းနံပါတ်25452 25ကိုမင်းလူကောင်းမကောင်းအလင်းနံကြံတယ်အမှတ်98 18 3 2013 ယခုဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့ကျေတာယာနဲ့ကိုမင်းလူကောင်းမှကောင်းဆိုတဲ့အစေးများကိုဖတ်ပြပေးခဲ့တာ ဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့သောတာရှင်များအားလုံးစစ်အာဏာရှင် စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးပန်းတွေဝေသောရွှေရောင်အနာဂတ်တွေကိုကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။